Miss World မြန်မာခီစာခင်စီကနေပေါ့နော်နောက်ထပ် Megabar မြန်မာပြင်ချင်တဲ့အလှမယ်လေးတွေဘာတွေပြင်ဆင်ထားရမလဲဆိုတာကိုဒီဗီဒီယိုလေးမှာကြည့်ကြည့်မယ်ဆိုတော့ပထမအဆုံးအနေနဲ့ကကြတော့ဒီမြန်မာလေးခီစာခင်ကို congratulations ပါပေါ့နော်ပြိုင်ပွဲမှာမြန်မာအတွက်မြန်မာနိုင်ငံမှာဘာတွေဖြစ်ပျက်နေလဲဆိုတာကိုလည်းဒီအကောင်းဆုံးချပြနိုင်ခဲ့တယ်ပြီးရင်နောက်ဒီ talent competition မှာလည်းပေါ့နော်ဒီ top qualifier အနေနဲ့ဝင်ရောက်နိုင်ခဲ့တယ်ဆိုတော့သူစီကနေဘာလေးလာလို့ရလဲဆိုလို့ချင်းဒီ talent competition မှာပေါ့အာခီစာခင်အနေနဲ့ကကြတော့ဒါဒီ karate မှာကပတ်နဲ့ရထားပြည်တယ် အဲ့ credit ကပ္ပနက်ကိုသူကတရက်နှစ်ရက်အတွင်းမှာရတာမဟုတ်ဘူးပေါ့နော်ဒီအာနှစ်ရှင်လာများနှစ်နှစ်သုံးနှစ်အဲ့လိုမျိုးတေချာတင်ယူလေ့လာပြီးတော့မှာကပ္ပနက်ရထားတာဖြစ်တယ်ပေါ့နော်အဲ့တလူမျိုးပဲတခြားဒီ beauty with a purpose တို့ဒီ headwear challenge တို့အတွက်လူမှုလုပ်ငန်းကိုရှင်ပြိုင်တဲ့အခါဆိုရင်လည်းတရက်နှစ်ရက်တည်းနဲ့ဆိုမရဘူးပေါ့နော်နှစ်ရှင်လာများဒီအာတေချာလေးလူမှုလုပ်ငန်းလုပ်ထားမှပဲအဲ့ဒီပြိုင်ပွဲတွေမှာဒီ top ဝင်နိုင်မှာဖြစ်တယ်ပေါ့နော်ဒီအတွက်သက်သေတာကလည်းပြရမယ်ဆိုလို့ရှိရင်မနေ့က Mr. Ward မြန်မာအနေနဲ့စိုင်းထောင်လောက်အနေနဲ့ပေါ့နော် Beauty with a purpose အဝါစုကြီးကိုသူသူ့ရဲ့ဒီရှမ်းပြည်နယ်ကဒီအင်္ဂလိပ်စာ teaching ကိုနှစ်ရှည်လမြောက်လောက်ထားတဲ့ project နဲ့သူမြန်မာအတွက်ယူဆောင်ပေးနိုင်ခဲ့တယ်ပေါ့နော်။ဒါကြောင့်နှစ်ရှည်လမြောက်လူမှုလုပ်ငန်းကိုလောက်ထားမှပဲအဆင်ပြေမယ်။ နောက်တစ်ခုကကြတော့ဒီ sport competition ပေါ့နှစ်တိုင်းမှာ miss world ကနေစီဘယ်အကစားတွေဝင်ပြိုင်ရမယ်ဆိုတာတော့ထုတ်ပြန်ထားတာတော့မရှိဘူးပေါ့နော်ဒါပေမဲ့ဒီတိရတလောက်ဆိုလို့ရှိရင်အပြည့်ပြိုင်ပွဲကအများတန်းကိုပါတယ်ဒီတယောက်တည်းအပြည့်ပြိုင်ပွဲရောပြီးရင်တော့ group light ဒီ lesson ကအပြည့်ပြိုင်ပွဲရောပေါ့နော်ဆိုတော့အလှမယ်တွေအနေနဲ့ဒီ appeal ကျင့်ထားတဲ့နေ နောက်တစ်ခုကကြတော့ဒီ designer award ပေါ့เนาะ designer ဆုကိုကြလို့ရှိရင်ဒီမြန်မာ designer တွေအနေနဲ့ဒီ miss award မြန်မာကိုဒါ sponsor ပေးမယ်ဆိုလို့ရှိရင်လှယုံလေးလှနေတဲ့ဒီ design တွေကိုပဲပေးတာမျိုးမဟုတ်ပဲねပေါ့เนาะမြန်မာတိုင်းနိုင်ငံလုံးကိုထင်ရစေတဲ့ဒီအထင်ကရအငွေအသက်တွေပါတဲ့ design မျိုးကိုဖန်တီးပြီးတော့ပေးမယ်ဆိုလို့ရှိရင်ထူးခြားတယ်ဆိုလို့ရှိရင် designer award ရရှိနိုင်ခြေရှိတယ်ပေါ့เนาะဆိုတော့ဒါတွေကဒီနောက်ထပ် mega ပါမြန်မာပြိုင်ပွဲဝင်ပြိုင်ပွဲမြန်မာလေးတွေကျွတ်တင်ပြင်ဆင်ထားမဲ့အရာလေးတွေလို့ယူဆမိရ